အအောင်ဖီလေးတရားဝေါ်ဟာတာကိုပြောတယ်နော်အောင်ဖီဆိုတာနောက်ရှီကန်အချိန်နဲ့ပတ်သက်ပြီးတော့သင်ရမယ်ရှီကန်ဆိုတာကအချိန် time ကိုပြောတယ်ဒီ time ကိုပြောတယ်ကြာချင်းဆိုတဲ့သဘောပေါ့เนาะဒါပေမဲ့ဆရာမတို့ရေတွက်တဲ့အချိန်ကိုကြာတော့ hour ဆိုတဲ့ဟာကိုကြာတော့ she လို့ပြောတယ် she เนาะတနိုင်းနှစ်နိုင်း she လို့ပြောတယ် minute အမ်မိနစ်ကိုကြတော့ဖုန်းလို့ပြောတယ်ဘာဦးနာတဖုန်းအဲ့တော့9မိနစ်ပြီးတော့ဗာရှိအောင်မလဲစက္ကန့်ရှိမှာပေါ့နော်စက္ကန့်ကဒီတိုင်းယူယူနိုင်ဒီမှာဆိုစက္ကန့်မပေါ်ဘူးလေနော် digital clock တင်မှာじゃတော့စက္ကန့်နေပေါ်တယ်နောက်စက္ကန့်ကိုချိုးလို့ပြောတယ်ချိုးလို့ခေါ်တယ်နော်အဲ့ဆရာမတို့ပြောမယ်ဆိုရင်시간ကိုဆိုရင်အချိန်ကိုဘယ်နှအချိန်ဒီ시간ကဘာကိုပြောချင်တာလဲဆိုရင် ကျွန်မတို့စတင်ချိန်ကြီးပေါ့နော်တနည်းကိုနှစ်နာရီလောက်ကြာတယ်ဆိုရင်အဲ့ဒီနှစ်နာရီအတော်တွင်းကြာချိန်ကိုပြောတယ်အဲ့တော့အဲ့ဒီနှစ်နာရီဆိုရဲနှစ်ဆိုရဲကိင္ကဏ္ဍကဘာနဲ့ပြောမလဲဆိုရင်ကိုရီးယားကိင္ကဏ္ဍဟာနာဒရုစင်နဲ့တုံးတယ်ပေါ့နော်နှစ်နာရီကြာတယ်ဆိုရင်ဒူဟာနာဒူစင်နဲ့မှာဒူကနှစ်အဲ့ဒါမှအနောက်ကယူနစ်ဆိုရဲနောက်ကလာတယ်ဆိုရင်ဆရာမတို့ဒီဒရာတက်လေးကိုဖြုတ်လိုက်တယ်အဲ့တော့ဒူရှီကန်ဖြစ်မယ်နော်နောက်ဒီရှီဆိုတာကရေအတွက်တာ ရေတွက်တဲ့အချိန်တနာ ਈ မှာငါသမင်းစားမယ်တနာ ਈ မှာစားလို့မယ်ဆိုရယ်ဆဆဆအဆဆလုတ်တဲ့ကိုဆဆလုတ်တဲ့အချိန်ကိုပြောတာเนาะအဲ့တော့ဒီဟာကိုလည်းပဲဟာနာတူဆန်နေနေသုံးတယ်အဲ့တော့တနာ ਈ မှာဆိုရင်ညီမတို့တစ်ကဟာနာဟာနာတူဆန်နေနေသုံးမယ်ဆိုရင်ဟာနာဆိုရင်ညီမတို့ဟာနာမဟုတ်တော့ဘဲနဲ့အနောက်ကယူနစ်ဆိုရင်နောက်ကလာတော့ဟန်ဖြစ်သွားတယ်ဟန်ချီနော်နောက်ကဘွန်နဲ့ချူကကြတော့ ကျမတို့ဗာနဲ့သုံးမလဲဆိုရင်ဒီတိယုတ်ကင်းကနအီလီဆမ်ဆာနဲ့သုံးမယ်နော်တိယုတ်ကင်းကနအီလီဆမ်ဆာလေးနဲ့သုံးမယ်ပေါ်နဲ့ချူอ่ะအဲ့တော့မမဇင်နဲ့နော်ပြန်ပြောမယ်ဆိုရင်ရှီကန်း time ဆိုရဲကြာချိန်နဲ့ဒီရှီဆိုရဲ hour အချိန်အရေးအတွက်ကိုပြောတဲ့အချိန်ကိုဟာကိုကြာနော်ကျမတို့ဟာနာဒူဆင်နဲ့ဒီကုတိယကင်းကနနဲ့သုံးပြီးတော့ဒီဘွန်နဲ့ချူ second နဲ့ minute ကိုကြာတော့အီလီဆမ်ဆာတိယုတ်ကင်းကနနဲ့ပြောမယ်နော် အမှဆိုရင်သူကဥပမာဖြည့်ပြထားတဲ့9နာရီ9နာရီဆိုရင်ဆီယမတို့9ကိုကြတော့နာရီဆိုတော့ရေတွက်တဲ့ရှီနဲ့သုံးတယ်အဲ့တော့ရှီနဲ့သုံးပြီးတော့ဆီယမခုနပြောသလိုမျိုးဒီရေတွက်တဲ့နာရီကိုဘာကင်းကနနဲ့သုံးလဲကိုရီးယားကင်းကနဟာနာဒူဆန်နဲ့သုံးတယ်9ဆိုတော့နဲ့ဒါဆော့ဒါဆော့ရှီလို့ပြောမယ်နော်